မင်္ဂလာပါစီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်မလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အကြက်ကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာတမတော်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိတာကြောင့်တရားသောစစ်ကိုဆက်တိုက်မယ်လို့နာဆကဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်း AI နည်းပညာတွေတက်ဆင်ထားတဲ့အသေးခံ drone စမ်းသပ်မှုကိုမြောက်ကိုရီးယားကောင်းဆောင်ကကြီးကြပ်ကွပ်ခဲ့တဲ့ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးပါပါ ပထမဆုံးသတင်းတပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့အကြက်ကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာတက်မတော်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်လာမရှိတာကြောင့်တရားသောစစ်ကိုဆက်တိုက်မယ်လို့နဆကဥက္ကရာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမတမိုင်မှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာတက်မတော်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်လာမရှိတာကြောင့်တရားသောစစ်ကိုဆက်တိုက်မယ်လို့နဆကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရယ်။2025ခုနှစ်မတ်လ29ရက်မှာကြာရောက်တဲ့နှစ်ရှစ်ပြည့်တက်မတော်နေ့အခမ်းအနားမှာမင်းကုန်းပြောစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအပြစ်မဲ့ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုတိုးတောင်ဝင်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်တင်ခံလို့မရတဲ့အတွက်တပ်မတော်အနေနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့အတူတရားသောစစ်ကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်တဲ့မြန်မာသမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြမ်းကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာတပ်မတော်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်လာမရှိတာကြောင့် ပြည်သူတွေရဲ့အသက်အိုးအိမ်စီးချိန်ကိုကာကွယ်ဖို့နဲ့တိုးတောင်ဝင်အရေးသုံးပါးကိုထိတ်သိမ်းဆောက်ရှောက်ဖို့အတွက်ရဲဘော်တို့အနေနဲ့အသက်ကိုပဓာနမထားဘဲစွန့်လွတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုကျေပွန်စွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလိုပါတယ်လို့ပြောပါတယ်။တိုင်းဒါလန်နဲ့ကိုင်းအဖွဲ့အစည်းတချို့ဟာနိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုအခွင့်အကောင်းယူပြီး PDF တွေနဲ့နိုင်ငံတော်လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးပြပြအောင်နီလန်ပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြတယ်လို့သူကပြောပါတယ်။လက်နက်ကင်ထားသူတွေဟာထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနဲ့အတူပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရေးထက်နယ်မြေအလိုက်နယ်တနယ်ဒါရစင်စစ်ပြင်ဝါဒကူတာကျင့်သုံးလိုတာကြောင့်တိုင်းဒါစီလုံးညီညွတ်ရေးကိုထိခိုက်လာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။လက်ရှိမှာမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးတို့မှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြာ တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလျက်ရှိပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်တိုက်ပွဲရှောင်၃သန်းကျော်ရှိလာပြီးနေအိမ်အဆောက်အုံပေါင်းတောင်းတဲ့ချီမီးလောင်ပျက်စီးထားသလိုပညာရေးအဆောက်အုံတွေလည်းပျက်စီးထားပါတယ်။မြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့လက်နက်ကိုင်တွေမှာကရင်မျိုးသားစီယုံ KNU ၊ချင်းမျိုးသားတပ်ဦး CNF ၊အာရကတပ်တော် AA ၊တန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ၊မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPB တို့ဖြစ်ပါတယ်။အဲ့ဒီလက်နက်ကိုင်အင်အားစုတွေကနာဆာခတဲ့မြန်မာတပ်မတော်ကိုဖျောက်ချရေးကြိုးပမ်းလျက်ရှိသလိုတချို့ကတီးကြလွတ်လပ်ရေးအပါအဝင် Confederation အဆင့်ရရှိရေးအထူးဒေသအဖြစ်သတ်မှတ်ပေးရေးပလောင်ပြည်နယ်အဖြစ်အတိအမှတ်ပြုပေးရေးစသဖြင့်မတူညီတဲ့တောင်းဆိုမှုတွေနဲ့ယက်တည်လျက်ရှိပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ NASA ကနဲ့ဒီမိုကရေစီအင်အားစုတွေကြားတွေ့ဆုံဆွေးနွေးပြီးနိုင်ငံရေးသဘောတူညီချက်ကြိုတင်ရယူထားနိုင်မယ်ဆိုရင်နိုင်ငံရေးပါတီတချို့လည်းပါတီမှတ်ပုံတင်လာနိုင်ပွဲရှိသလားဆိုပြီးတုံ့တက်မှုတွေရှိနေတဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။ရေကောက်ပွဲမကျင်းပခင်မှာနဆက်ကနဲ့ဒီမိုကရေစီအင်အားစုတွေအကြားတွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီချက်ကြိုတင်ရယူထားနိုင်ပါကနိုင်ငံရေးပါတီတချို့ဟာပါတီမှတ်ပုံတင်လာနိုင်ပွဲရှိသလားဆိုပြီးသုံးသပ်မှုတွေရှိနေပါတယ်။မှတ်ပုံမတင်ထားတဲ့ပါတီတွေပါဝင်လာနိုင်ဖို့နိုင်ငံရေးသဘောတူညီချက်အဓိကလိုအပ်တယ်လို့မြို့နယ်130မှာပါတီရုံးခန်းဖွင့်လိုက်ရမယ်ဆိုတဲ့အချက်ကိုပြင်ဆင်ပေးဖို့လိုတယ်လို့ရှမ်းတိုင်းဒေသဒီမိုကရေစီအဖွဲ့ချုပ် SNLD မှာဥက္ကဋ္ဌဦးဆန်းညွန့်လင်ကစီရင်နေတဲ့တင်ဌာနကိုပြောပါဗျ။အဲ့တော့ဘယ်လိုရှိနေတယ်လဲ။ရှင်းနေတယ်မှတ်တည်တယ်။ နောက်တစ်ချက်ကငွေငွေအိမ်ကောင်းလေးဘယ်လိုရှိလဲငွေ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 တဘောတူကြတဲ့ဘယ်လိုရအောင်ကြည့်ပါအခုဆိုရင်ငွေငွေတဘောကြီးတစ်ယောက်မှအောင်ရတယ်ပြန်နေတဲ့ဘာမှလည်းရှိနေတာမရှိဘူးသူတို့ဒီတိုင်းနဲ့တော့မှာပဲအခုပြင်ကျုပ်ပြီးတာကနေ့နဲ့3 165မြင်းနဲ့130မြင်းပေါ့နော်အဲ့လို ူချင်ရှော့ပြရစီလူတပိုင်းရဲ့ငါတော့ရှော့တယ်ရှိတယ်။အဲ့ဒီမှာကျွန်တော်ထင်တယ်ဒီတပီလုံးကိုတိုင်းနဲ့ဥပါဒိစမှာအော်ညဉ့်ညတရားတစ်ဆယ်နော်ဒီခုနဲ့ဖွင့်ပြီးတော့လေအာပါတီဝင်900ရဖို့ပါတီဝင်900ရဖို့ကတော့ဖြစ်ချင်းဖြစ်လာမယ်ညဥရောညဉ့်ညတရားတစ်ဆယ်ခုနဲ့ဖို့ဆိုတော့ကျွန်တော်ပြိတ်ပြော တဲ့တဲ့ဆိုလို့ရမ်းပေါ်ပေါ်ပစ္စည်းချင်းနေဆိုတော့ငါကြီးတဘောတူချင်ပါလေဒီကနေ့ကတဘောတူကိုပြောနိုင်ပြီဖြစ်ပါလားလက်ရှိမှာအင်အားကြီးပါတီတွေဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ရှန်တိုင်းသမ ्या ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာပါတီမှတ်ပုံတင်ခြင်းမရှိဘဲစောင့်ကြည့်နေသလိုရခိုင်မျိုးသားပါတီ ANP ကတော့ပါတီမှတ်ပုံတင်ခွင့်ငင်းပယ်ခံထားရတာဖြစ်ပါတယ်။နောက်ဆက်ကဥက္ကဋ္ဌကဘလို့ပဲဖြစ်စေလာမယ့်နှစ် 2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီဖို့လိုတယ်လို့2025ခုနှစ်မတ်လ25ရက်မှာ ပြုလုပ်တဲ့နဆက်ကကောင်စီအစည်းအဝေးမှာပြောကြားခဲ့တာပါရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲကိုဖြစ်နိုင်သည့်တနေ့တဲ့ကျင်းပဖို့အများပြည်သူရုံးပွဲရဲ့မှာပြုလုပ်ဖို့ကြိုတည်ကြညာဖို့ပြဋ္ဌာန်းပါရှိကြောင်းဒါကြောင့်ရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟုပြောရမှာဖြစ်ကြောင်းလည်းသူကပြောပါတယ်နစကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်အနေနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုပြုလုပ်မယ်လို့ပြောဆိုထားတဲ့အတွက် မှတ်ပုံမတင်ထားတဲ့နိုင်ငံရေးပါတီတွေနဲ့လည်းတွေ့ဆုံဆွေးနွေးမှုလုပ်တင်တယ်လို့စီးရဲတဲ့နိုင်ငံရေးခက်ခက်တွေကထောက်ပြကြပါတယ်။ဒါပြင်ပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကိုကိုကြီးကလည်းလက်ဆက်ကဥဆောင်ပြီးကျင်းပမဲ့ရွေးကောက်ပွဲကနေထွက်လာမဲ့ရလဟာလက်ရှိအာဏာရယူထားတဲ့တပ်မတော်နဲ့ထိတ်တိုက်ပဋိပက္ခဖြစ်မဲ့ရလမျိုးဖြစ်လို့မရကြောင်းမက်စတာ24ရက်ကမြန်မာဟတ်တော်သတင်းဌာနရဲ့မေးမြန်းမှုကိုဖြေကြားထားတာပါရွေးကောက်ပွဲကော်မရှင်ဟာပါတီမှတ်ပုံတင်ပြန်လဲလျှောက်ထားခဲ့ပေမဲ့ ါတီတချို့ကိုမှတ်ပုံတင်ခွင့်ပေးချခဲ့တယ်လို့တချို့ပါတီတွေကိုတော့မှတ်ပုံတင်လို့မရအောင်မဖြစ်နိုင်တဲ့စီကံသတ်မှတ်ချက်တွေပြဋ္ဌာန်းပြီးပိတ်ပင်ထားကြောင်းလည်းထောက်ပြကြပါတယ်။ဒါကြောင့်အများပြည်သူလက်ခံတဲ့နိုင်ငံရေးပါတီတွေအနေနဲ့မှတ်ပုံပြန်တင်ဖို့မဖြစ်နိုင်ကြောင်းမှတ်ပုံတင်မကြတဲ့တိုင်းရင်းသားပါတီတချို့အနေနဲ့လည်းမှတ်ပုံတင်ကြနိုင်ပွဲမရှိကြအောင်စီလုံးညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UN မှဦးမျိုးကျော်ကစီရင်နာသတင်းဌာနကိုပြောပါရယ်အထူးသဖြင့် democratic เนาะဖြစ်စဉ်အရာဒီမို့เนาะ အာအများကြီးသူလက်ခံလဲပါတီကြီးကတော့ဒီကောက်ပွဲအတွက်နော်သူတို့ဒီစက္ကစအနာသိင်းပြီးနောက်မှာမှတ်ပုံတင်ခိုင်းတဲ့အခါမှာမတင်လာဘူးဒါတော့မြန်သာထင်ပါတဲ့အလုပ်ပါသို့သောတချို့သောတိုင်းရင်းသားပါတီကြီးအနေနဲ့ကြတော့မှတ်ပုံတင်တယ်သို့သောစက္ကစကသူတို့အကျိုးမရှိနိုင်ဘူးထင်တဲ့အတွက်မှာမှတ်ပုံတင်မချသေးဘူးပေါ့နော် ဒါမျိုးတွေလည်းတွေ့ရတယ်။အဲဆိုတော့သူတို့ကဒီမှတ်ပုံတင်ခွင့်ပေးတယ်ဆိုတဲ့ဟာမှာတောင်းမှသူတို့ကိုရဲ့အဲဘက်တော်သားသူတို့ အကျိုးကိုလိုလားသူသူတို့ကနေပြီးကြွေးမွေးထားတယ်အဲကောင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီတွေကိုပဲမှတ်ပုံတင်ခွင့်ပေးတယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ပေါ့လေလက်ရှိမှာတော့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီ53ပါတီစီးရင်ပေးသွင်းထားပြီး 2023ခုနှစ်ဇန်နဝါရီမှာပြဋ္ဌာန်းခဲ့တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရတင်းကျပ်ထားတဲ့အချက်တချို့ကိုတော့2024ခုနှစ်ဇန်နဝါရီလ30ရက်မှာပြင်ဆင်ထုတ်ပြန်ထားပါတယ်။ပြင်ဆင်ထားတဲ့အချက်တွေကတော့ရေကောက်ပွဲကျင်းပမဲ့နေ့ရက်မတိုင်ခင်ရက်ပေါင်း60အတွင်းပါတီဝင်ဥယျာဉ်တသိန်းအစား9000အဖြစ်ရှိရမှာဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပမဲ့နေ့မတိုင်ခင်ရက်ပေါင်း60အတွင်းနိုင်ငံတော်ဝန်ကမြို့နယ်၃ပုံ၃ပုံမှာပါတီရုံးခန်းတွေကိုဖွင့်ရမှာတို့အပြင်တခြားအချက်တွေလည်းပါဝင်ပါတယ်။ မြန်မာတပ်မတော်ကိုနိုင်ငံရေးကထွက်ခွာဖို့တောင်းဆိုနေမဲ့အစားဘယ်လိုအပေးယူလုပ်တင်လဲဆိုတာစဉ်းစားတင်တယ်လို့စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာတပ်မတော်ကိုနိုင်ငံရေးကထွက်ခွာရေးတောင်းဆိုနေမဲ့အစားဘလို့အပြည့်ယူလုံတင်ကြောင်းကိုစဉ်းစားတင်တယ်လို့စီရင်တဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။တကယ်လို့မြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကထွက်မယ်ဆိုရင်ငင်းငယ်ရွှေနှိပွဲတွေလုပ်ဖို့လိုကြောင်းငင်းငယ်ရွှေနှိပွဲနဲ့အတူ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းက Federal Democratic Constitution တရက်ကိုရေးဆွဲရမှာဖြစ်ကြောင်းမွန်ပြည် Federal Council ဥက္ကဋ္ဌနိုင်မွန်ဆိုင်ကဆရာနိုင်တဲ့ထဏာကိုပြောပါတယ်။အဲ့ဒီအပြင်တိုင်းသားပြည်သူတွေလိုလားတဲ့ Constitution တရက်ကိုရေးဆွဲပြီးရင်အဲ့ဒီ Constitution အောက်မှာလုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး Security Security Sector Reform ကိုလှုပ်ဆောင်ပေးရမယ်လို့သူကပြောပါတယ်။ ဒီတကယ်လို့တမ်းတော့စစ်တပ်ကတကယ်ပဲနိုင်ငံရေးထွက်တယ်ဆိုရင်တော့ကျွန်တော်တို့ညီညာရေးဆွေးနွေးပွဲတွေလုပ်ဖို့လိုတယ်အဲဒီညီညာရေးဆွေးနွေးပွဲနဲ့တူဒီ2008ဖွဲ့စည်းပုံအချိန်ကဥပဒေကိုဖျက်သိမ်းပြီးတော့ဒီကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေအားလုံးလိုလားတဲ့ဒီ Federal Democratic Constitution တရားကိုဆွဲရမယ်အဲဒီ Constitution ရဲ့အောက်မှာဒီ Security Sector Reform ဘောနော်အဲ့ဒါတွေကိုကျွန်တော်တို့လုပ်ပြရမှာဖြစ်ပါတယ်အဲ့ဒါတွေတိကျလုပ်ပြီးမှတာလင်းဒီနိုင်ငံရဲ့ညီညာရေးကိုအားရရှိပြီး တော့မှဒီနိုင်ငံရေးကဏ္ဍနဲ့ဒီကာကွယ်ရေးကဏ္ဍကိုကျွန်တော်တို့တရားအပိုင်းဖြတ်နိုင်ပြီးတော့မှဒီသူ့ရဲ့ပါဝါနဲ့ပေါ့နော်ဒါကိုရှိနေမှာဖြစ်ပါတယ်နောက်ပြီးတော့အချုပ်ကတော့ဒီဘယ်စစ်တပ်မဆိုပေါ့နော်ဘယ်စစ်တပ်မဆိုတမ်းမလို့ပဲပြောပြောဘယ်ပြောပြောတော့နိုင်ရေးတပ်ပဲပြောပြောအားလုံးကတော့နိုင်ငံရေးဥဆောင်နိုင်ငံရေးဥဆောင်မှုအောက်မှာရှိရမယ်ဒီဖက်ဒရယ်ပြည်ထောင်စုရဲ့အောက်ဖြစ်ဖြစ်ပြည်နယ်စုရဲ့အောက်ဖြစ်ဖြစ်ရှိနေရမယ်ပြည် နေဆွေရပေါ်မှာမရှိနေလို့မရဘူးဥပဒေပေါ်မှာရှိနေလို့လည်းမရဘူးပေါ့နော်ဒါကတော့အချုပ်ပဲပေါ့နော် နာဆာကနဲ့မြန်မာတပ်မတော်အနေနဲ့ဘာကန်သက်ချက်မှမရှိကြောင်းကျန်တဲ့အဖွဲ့အစည်းတွေကတော့တပ်မတော်အနေနဲ့နိုင်ငံရေးကထွက်ဖို့တပ်မတော်ဖြတ်သိမ်းဖို့ယာယီအစိုးရဖွဲ့ဖို့စတဲ့ကန့်သက်ချက်များရှိနေကြောင်းအဲ့ဒီကန့်သက်ချက်တွေရှိမှသာလာရောက်ဆွေးနွေးမယ်ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိနေကြောင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယပူချုပ်ကြီးရာပြေက2025ခုနှစ်မတ်လ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုတောင်းဆိုမှုတွေကိုလည်းလက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်းသူကပြောကြားခဲ့ပါတယ်။မြန်မာတပ်မတော်ဟာနိုင်ငံရေးကထွက်မယ်ဆိုရင်လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ုံးအနေနဲ့လက်နက်စွန့်ကနိုင်ငံရေးလမ်းကြောင်းကိုလာမယ်ဆိုတဲ့အာမခံချက်ရှိလားလို့မေးခွန်းထုတ်เสียရှိနေကြောင်းပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကုကိုကြီးက CNN သတင်းဌာနကိုပြောပါရယ်ကျူပင်ကမ္ဘာချေရမှာဆွေးနွေးမယ်ဆိုရင်တော့ဆွေးနွေးပွဲဖြစ်ဖို့အလားအလာသိမ့်မရှိဘူးအဲ့တော့ကျွန်တော်တို့ကလက်စလုံးအချိန်ဒီမှာတော့ကြည့်နေတဲ့ပကတိအချိန်တွေကိုလက်ခံပြီးမှပဲဆွေးနွေးပွဲစပြီးတော့ဖြစ်နိုင်တယ်အောင်မြင်နိုင်တယ်လို့ညီပါတယ်ဗျအဲ့တော့ဖြစ်တဲ့နိုင်ငံကြီးကထွက်ရမယ်ဆိုတဲ့အိသားကမူအားဖြင့်ဒါကျွန်တော်တို့လည်းသဘောကျတယ်အဲ့တော့ဒီချိန်ရမှာပဲဖြစ်တဲ့ကနိုင်ငံကြီးကထွက်မယ်ဆိုရင် အခုရှိနေတဲ့လက်နက်တိုင်တွေအားလုံးပေါ့ဟလာကျွန်တော်တို့လက်နက်တိုင်ပဋိပက္ခမှာပတ်သက်နေတဲ့အဖွဲ့အစည်းတွေအားလုံးကရောလက်နက်တွေစွန့်မလားဟလာလက်နက်တွေအားလုံးစွန့်ပြီးတော့နိုင်ငံရေးလမ်းကြောင်းကိုလာမယ်လို့ဘသူကအာမခံမလဲလို့ကျွန်တော်ကပြန်ပြီးတော့မေးရပါလိမ့်မယ်ဆိုတော့ဒါကြောင့်မလို့ဟိုစစ်တပ်ကနိုင်ငံရေးကနေထွက်ရမယ်ဆိုတာတခုတည်းကိုစုတ်ကန်ထားပြီးတော့ဖြည့်ချင်းလို့မရနိုင်ဘူးလို့ကျွန်တော်ဒီလိုမြင်ပါတယ်ဗျ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်မျိုးသားစည်းရုံး KNU ၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ချင်းမျိုးသားတပ်ဦး CNF တို့အပါအဝင်အတိုက်ခံအင်အားစုတွေကမြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကထွက်ဖို့အရတားအစိုးရအုပ်ချုပ်မှုအောက်မှာရှိနေဖို့စတဲ့အချက်တွေကိုလက်ခံမှာသာဆွေးနွေးနိုင်မယ်လို့ပြောကြားထားပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းတွေကနေမြေလိုက်အာဏာရရှိရေးကြိုးပမ်းနေပြီးစစ်ပရင်ဝါဒကိုကျင့်သုံးနေကြောင်းလက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်နဲ့အချက်ကန်ပြီးတောင်းဆိုမှုတိုင်းကိုအလျော်ပေးလက်ခံတဲ့အစဉ်လာမြန်မာတပ်မတော်မှာမရှိခဲ့ကြောင်းအဲဒါကြောင့်စစ်ဆက်တိုက်ရမှာဖြစ်ကြောင်းနတ်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်က 2025ခုနှစ်မတ်လ28ရက်နေ့တက်မတော်နေ့မှာပြောကြားခဲ့ပါတယ်။ရှန်နိုင်တဲ့ထဏရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ AI နည်းပညာတွေတက်ဆင်ထားတဲ့အသေခံ drone စမ်းသပ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင်ကကြီးကြပ်ကုတ်ခဲ့တဲ့ဆွဲသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ AI နည်းပညာတွေတက်ဆင်ထားတဲ့အသေးခံဒရုန်းတွေစမ်းသပ်မှုကိုကြီးကြပ်ကုတ်ခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။မြန်မာခေတ်စစ်အင်အားမြင့်တင်မှုမှာမောင်းသူမဲ့ထိန်းချုပ်ရေးစနစ်နဲ့ AI နည်းပညာတို့ကိုဦးစားပေးကိစ္စတွေအဖြစ်လှုပ်ဆောင်ရမယ်ဖြစ်ကြောင်းကင်ကညွှန်ကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှမတ်လ28ရက်မှာဖော်ပြခဲ့ပါတယ်။ကင်ဟာရေပြင်နဲ့မြေပြင်ရှိများပြားတဲ့နည်းပြူဟာမြောက်ပြစ်မှတ်တွေနဲ့ရန်သူလှုပ်ရှားမှုတွေကိုထောက်လန်းနိုင်စွမ်းရှိတဲ့အစစ်မြင့်တင်ထားတဲ့က ခင်းတော်ဒရုန်းတွေစမ်းသပ်မှုကိုလည်းလေ့လာကြည့်ရှုခဲ့ပါတယ်။လက်နက်ကင်တပ်ဖွဲ့တွေကိုအစစ်မြင့်တင်ဖို့နဲ့မောင်းသူမဲ့နီးပညာ AI နီးပညာကဏ္ဍတွေကိုထိပ်သီးဦးစားပေးအနေနဲ့လှုပ်ဆောင်တင်ပါတယ်လို့ကင်ကပြောကြားခဲ့ကြောင်း KCNA ကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားဟာရုရှားကိုစစ်သားတွေဆီလွတ်ခဲ့ခြင်းနဲ့စစ်မြေပြင်တွေမှာဒရုန်းတွေအသုံးပြုမှုအပါအဝင်မြန်မာ့ခေတ်စစ်စင်ရေးအတွေ့အကြုံတွေကိုရရှိလာလိမ့်မယ်လို့ကြွမ်းကျင်သူတွေကသတိပေးထားပါတယ်။ကင်ဟာဒရုန်းတွေကိုဖျက်တဲ့ electronic စနစ်တွေနဲ့တိုက်ခိုက်ရေးလက်နက်စနစ်အသစ်တွေထုတ်လုပ်မှုအတွက်အားရကျဉ်းနှံ့မှုရှိကြောင်း င်ပြသခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါဗျ။မြောက်ကိုရီးယားဟာပထမဆုံးအကြိမ်ဖြစ်လေကြောင်းအန္တရာယ်ကြိုတင်တရီပေးတယ်။လေယာဉ်တစ်စင်းကိုလည်းတရားဝင်ထုတ်ပေါ်ပြသခဲ့ပါဗျ။အဲ့ဒီလေယာဉ်ဟာတက်တန်းရင့်နေပြီဖြစ်တဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုအစစ်မြစ်နိုင်တဲ့မြောက်ကိုရီးယားရဲ့ဆွမ်းဆောင်ရည်ကိုပြသရာရောက်ခဲ့ပါဗျ။နိုင်ငံပိုင်မီဒီယာကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာကင်ဟန်အင်ဂျင်လေးလုံးတက်ထားပြီးအမိုးပေါ်မှာရေဒါစနစ်တက်ဆင်ထားတဲ့ကြီးမားတဲ့လေယာဉ်တစ်စင်းပေါ်ကို လေကားနဲ့တက်နေပုံကိုမြင်တွေ့ရပါတယ်။ကျွမ်းကျင်သူတွေကတော့မြောက်ကိုရီးယားဟာရုရှားလို IN76 ကုန်တင်လေယာဉ်ကိုလေကြောင်းအနေနဲ့ကြိုတင်တတိပေးတဲ့လေယာဉ်အဖြစ်ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်တဲ့တင်တဲ့ပုံအနေနဲ့ထိုင်းနိုင်ငံမှာမေလာတရနေ့ကစပြီးနိုင်ငံတော်ဝန်အနေဆုံးတရက်လောက်ခါကိုဗလီယာအထိတိုးမြင့်ပေးသွားမယ်လို့အလုံသမားရေးဝန်ကြီးကကြေညာပြုခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံမှာမေလတရက်ကစပြီးနိုင်ငံတော်အနိုင်ဆုံးတရက်လောက်ခါကိုပလီယာအထိတိုးမြင့်ပြီးသွားမယ်လို့အလုံတမိုင်းဝင်ကြီး FIFA Racha Kibra Gang ကကြေညာခဲ့ကြောင်းဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။မလာ26ရက်ကလွတ်တော်တွင်စကားစစ်ထိုးပွဲအတွင်းအတိုက်ခံပြည်သူပါတီလွတ်တော်အမတ်တရီကန်ယာတန်ဆာကူကဖြူတိုင်းပါတီယာ2023ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းကြေညာထားတဲ့အနိုင်ဆုံးတရက်လောက်ခါပလီယာမြင့်တင်ရေးကိုအကောင့်ထဲဖော်ဖို့ပြက်ကွက်ခဲ့ကြောင်းဝေဖန်ခဲ့ပါတယ်။အဲဒီကြေညာနိုင်ငံရေးအကျိုးအမြတ်အတွက်လူထုကိုလိန်ညာခဲ့တာဖြစ်ပါတယ်လို့တရီကန်ယာကပြောပါတယ်။ ယ်ဝင်ကြီးချုပ်ပြည်ထောင်နယ်ရဲ့အစိုးရအဖွဲ့စတင်တာဝန်ထမ်းဆောင်ခြင်းကစပြီးစီးပွားရေးလုပ်ငန်းတွေပိတ်သိမ်းမှုဟာ၁၇ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ Mrs. Thirikaya ကပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်လုပ်ငန်းတစ်တွေမှတ်ပုံတင်တာဟာလေးရခိုင်နှုန်းသာမြင့်တက်လာခဲ့တယ်လို့သူကပြောပါတယ်။အလုပ်သမားအများပြားဟာရော့ကျစ်အနေနဲ့အလုပ်ကထုတ်ပယ်ခံခဲ့ရကြောင်းလဲ Mrs. Terry Gaya ကဆက်လက်ပြောကြားခဲ့ပါတယ်။မေလာတရက်မှာကြောက်ရွံ့တဲ့အလုပ်သမားနေ့အတွက်နိုင်ငံလုံးဆိုင်ရာလုပ်ခလာစာညှိနှိုင်းရေးအတွက်နောက်တစ်ဆင့်ကိုဆုံးဖြတ်ဖို့အမျိုးသားလောကကော်မတီအားစောင်းခရန်ရေကစားပွဲတော်မတိုင်မီတွေ့ဆုံမှာဖြစ်တယ်လို့ Mr. Feedback ကမတ်လ26ရက်မှာတုတ်ပြန်ပြောကြားခဲ့ပါတယ်။တရက်ကိုအနေဆုံးလောကပလီယာတုံးမြင့်ပြီးမဲ့အစီအစဉ်ကိုဖူခန်၊ချောင်ပူရီ၊ရာယောင်၊ခြားချောင်စာဝင်နဲ့ကော့စမိုယီတို့ မှာအရင်နှစ်အစောပိုင်းမှာစတင်အကောင့်ထည့်ဖော်ခဲ့ပါတယ်။အခြားနေရာတွေမှာပြည်နယ်အလိုက်338ဘတ်မှ380ဘတ်အထိနေစားလိုအပ်ကနှုန်းထားပြီးသတ်မှတ်ထားပါတယ်။ အလုရှင်တွေကတော့နိုင်ငံတော်စီးပွားရေးအခြေအနေကွာခြားမှုကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့အနေဆုံးနေစာလဝကကိုနှုံးတာတစ်ခုတည်းနဲ့သတ်မှတ်ထားတာဟာလက်တွေ့မကျကြောင်းဇောရကတက်ခဲ့ကြပါတယ်။လဝကအပြောင်းလဲကြောင်းထိုင်းစီးပွားရေးရဲ့ကြောရိုးဖြစ်တဲ့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများ SME ကဏ္ဍရှိအလုသမား9တသမ8တန်နဲ့အလုရှင်9သိန်းကိုတက်ရောက်စည်းလိမ်မှာဖြစ်တယ်လို့ Mr. Feedback ကပြောပါတယ်။အခြေခံလောကလှစတိုးမြင့်တာဟာအသေးစားလုပ်ငန်းတွေအတွက်ဝင်ပြီးစီနိုင်တာကိုသိရှိနားလည်ထားကြောင်းအဲဒါကြောင့်အစိုးရဟာလုပ်ငန်းတွေထိခိုက်မှုကိုရှင်းချဖို့နီလန်းနေရှာဖွေနေကြောင်း Feedback ကပြောကြတယ် ဲ့ပါတယ်။အစိုးရရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်ချက်နှုန်းထားဖြစ်တဲ့300ခန်းတုံးကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပြီးရလတ်အနေနဲ့အချို့လုပ်ငန်းတွေရာဝင်တော့ဝင်ပို့တွေကိုလျှော့ချဖို့မတူကွဲပြားတဲ့လောက်ခလာစားတွေကိုတတ်မှတ်ဖွဲ့ရှိတယ်လို့မစ္စတာဖီဘက်ကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ကပြည်သူ့ကာကွယ်ရေးလေ့ကျင့်မှုတွေကိုမတ်လ28ရက်နေ့ကပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းပြည်စုံကိုတင်ဆက်ပေးပါမယ်။ ထိုင်ဝမ်မှာမက်စလာ29ရက်ကသမရယုံရဲ့ပြည်သူ့ကာကွယ်ရေးကော်မတီလက်အောက်မှာပထမဆုံးအကြိမ်ရဖြစ်ပြည်သူ့ကာကွယ်ရေးလေ့ကျင့်မှုကိုကွင်းဆင်းပြုလုပ်ခဲ့ကြောင်းနေကိုင်းအေရှားမှဖော်ပြခဲ့ပါတယ်။အဲ့ဒီလေ့ကျင့်မှုတွေမှာအရေးပေါ်ကယ်ဆယ်ရေးနဲ့တုတ်ပြန်ဆောင်ရွက်ရေးတွေအတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်မှုအဖြစ်အစိုးရနဲ့ပုဂ္ဂလိကအခန်းကဏ္ဍတွေမှာလူပေါင်း1500ခန့်ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။တိုင်နန်မြို့ရှိအမ်ဘင်းစိတ်ကမ်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့မယ်ဆိုပါကဘလို့တုတ်ပြန်ဆောင်ရွက်ရမယ်ဆိုတဲ့အခြေအနေတွေနဲ့စိတ်မှန်းဖြစ်နိုင်ခြေတွေကိုတက်ချက်သုံးသပ်ပြီးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလေ့ ခြင်းမူမှာလူအများပြားကိုဘေးလွရာရွှေ့ပြောင်းပေးခြင်း၊ကယ်ဆယ်ရေးစခန်းတွေမှာနေရာချထားရေးနဲ့ထံရရရှိသူတွေအားကုသမှုတွေပါဝင်ပါတယ်။အဲ့ဒီလေးခြင်းမူဟာဗဟိုနဲ့ဒေတန္တရအစိုးရရဲ့အရေးပေါ်တုတ်ပြန်ဆောင်ရွက်နိုင်စွမ်းကိုစမ်းသပ်တဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်ကြောင်းသမရယုံကထုတ်ပြန်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေ၊အမ်ဘင်းစိတ်ကမ်းမှာအထူးတပ်ဖွဲ့တစ်ဖွဲ့၊ဒေသဆိုင်ရာရဲစခန်းတွေနဲ့မိသက်ဌာနတွေအောက်ရှိစေနာဝန်ထမ်းရဲတွေ၊ပြဟိတအဖွဲ့ဝင်တွေနဲ့စီးပွားရေးလုပ်ငန်းတွေပါဝင်ခဲ့ပြီးလေးခြင်းမူမှာပူးပေါင်းလှုပ်ဆောင်ဖို့အရက်သား1500ခန့်ကိုစီရင် ခဲ့ပါတယ်။အဲ့ဒီစီရေးလေ့ကျင့်မှုမှာထိုင်ဝမ်ရဲ့လက်နက်ကင်တပ်ဖွဲ့တွေမပါဝင်ပေမဲ့လည်းအရေးပေါ်စေးဘက်ဆိုင်ရာအထောက်အကူအဖြစ်စစ်မြေပြင်မှာအသုံးပြုတဲ့စေးရုံသုံးပစ္စည်းတွေကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်။စစ်စင်ရေးကိုကြီးစုစစ်ဆေးခဲ့တဲ့ထိုင်ဝမ်သမ္မတလိုင်ချင်တေကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့နဲ့တဘာဝဘေးရန်တရေတွေမတော်တဆမှုတွေပြောင်းလဲနေတဲ့ပထဝီနိုင်ငံရဲ့အခြေအနေတွေအတွက်ထိုင်ဝမ်ရဲ့ကြံ့ကြံ့ခံရည်တည်နိုင်စွမ်းဟာအရေးကြီးကြောင်းအလေးထားပြောဆိုခဲ့ပါတယ်။စစ်ဘက်မှသာမကအရက်ဘက်ကာကွယ်ရေးစံရီတွေကိုပါတရုတ်ပြလေးကျင်ခြင်းနဲ့ထိုင်ဝမ်ရဲ့လုံခြုံရေးကိုစိ တ်ချသေးကြစေဖို့နဲ့ငင်းငင်းရေးကိုထိမ့်သိမ့်ဖို့ရည်ရွယ်ပြီးပြည်သူကားခွေရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ line ကပြောကြားခဲ့ပါတယ်။ဆီယန်နိုင်တင်းထနာရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ Champion League Quarter Final ပွဲစဉ်မတိုင်မီ Real ကစားသမား၄ဦးကို UEFA ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA အာဆနယ်အသင်းနဲ့ရှင်ပြန်ရမယ့်ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပွဲစဉ်မတိုင်မီရီယယ်ကစားသမား၄ဦးကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ရီယယ်အသင်းဟာအတလက်တီကိုအသင်းကိုပနတီအဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်၁၆တင်းအဆင့်ဒုတိယကြော်ပွဲစဉ်အပြီးမှာဘက်ဘီ၊ဖီနီစီယပ်၊ရူဒီဂါနဲ့စီဘယ်လော့စ်တို့ဟာမဖွဲ့မရပြုလုပ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ UEFA ကစုံစမ်းစစ်ဆေးမှုတွေစတင်နေကြတာပါ။သူတို့တွေအနေနဲ့အပြစ်ရှိကြောင် တွေ့ရမယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပွဲရှိနေတာပါ။စုံစမ်းစစ်ဆေးမှုအတွက်အချိန်ကန့်သတ်ချက်မရှိပေမဲ့အတလက် တတီကိုအသိအားသူတို့ဆွဆွဲထားတဲ့အရာတွေအတွက် UEFA ထံတရားဗီဒီယို၄ခုပေးပို့ခဲ့တယ်လို့သိရပါဗျ။ Real အသင်းနောက်ခံလူ Rudiger ဟာပနဒီရအဆုံးဖြတ်အနိုင်ကိုသွင်းယူပြီးမှသူ့ရဲ့လေဘင်းကိုလိဖြတ်တဲ့ပုံစံပြုလုပ်ခဲ့ပြီး Babia သူ့ရဲ့လေယာဉ်ကားကိုကင်ပြခဲ့တယ်လို့ဆွဆွဲခံထားရတာပါ။ Vinicius ကတော့ပွဲချင်းအတွင်မှာရောပွဲပြီးမှာပါအက်တလက်တီကိုအသင်းပြိတက်တည်နဲ့အချင်းချင်းပြဿနာဖြစ်ခဲ့ကြပါဗျ။ Sibelos ဟာဒီပွဲမှာမပါဝင်ခဲ့ပေမယ့်စော်ကားတဲ့အမူအရာပြုလုပ်ခဲ့တယ်လို့ဆွဆွဲခံထားရတာဖြစ်ပါတယ်။အဲဒါကြောင့် Babbi, Vinicius, Rudiger နဲ့ Sibelos တို့က ကအာဆနယ်အသင်းရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်ကို UEFA ကဒီဆောင်ကမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးနောက်ထပ်အချက်လက်တွေကိုထုတ်ပြန်ပေးသွားမယ်လို့သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အာဆနယ်နဲ့ရီယယ်အသင်းတို့ရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြော်ပွဲစဉ်ကို AP 6ရက်ဒုတိယကြော်ပွဲစဉ်ကို AP 16ရက်မှာရှင်ပြိုင်သွားမှာပါ။အာဆနယ်အသင်းဟာလာမယ့် AP 10ရက်မှာပရီးမီးယားလိပွဲစဉ်အဖြစ်ဖူအန်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးရီယယ်အသင်းကတော့မတ်29ရက်မှာလီဂါနက်စ်အသင်းနဲ့လာလီဂါပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ စီအန်အန်ဒရင်ထနာရဲ့2025ခုနှစ်မလ28ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအပေးသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေခင်ဗျာ